အရှုံးကိုဘယ်တော့မှဝင်မခံတဲ့ပူတင်ကိုယ်တိုင်ရုရှားနိုင်ငံပိုင်ရုပ်တံကနေသူ့နိုင်ငံရဲ့စီးပွားရေးကအကြအတဲအကြီးကျယ်ရင်ဆိုင်နေရတယ်လို့ပုံမှန်လင်းလင်းဝန်ခံခဲ့ရတာကထူးခြားတဲ့အခြေအနေတစ်ခုပါရုရှားအစိုးရကစီးပွားရေးထိုးထွင်းမှုဂိမ်းကနန်းတွေထုတ်ပြန်ခဲ့ပေမဲ့လက်တွေ့အမြင်ပြင်အခြေအနေကတော့လုံးဝကိုကွာခြားနေပါတယ်ရေနံအနေရတဲ့ဝင်ငွေတွေထရီလီယံနဲ့ချီတဲ့ရူဘယ်ရီရဲ့ငွေကြေးတန်ဖိုးတွေကျဆင်းခဲ့ပြီးတော့ ငွေကြေးဖောင်းပွားမှုကြောင့်စားသောက်ကုန်စည်းနှုန်းတွေ90ရာခိုင်နှုန်းအထိတောင်မြင့်တက်ခဲ့ပါတယ်။လုံသားရှားပါမှုကလည်းစက်မှုလုပ်ငန်းကြီးတစ်ခုလုံးကိုထိခိုက်စေနေပါတယ်။2024ခုနှစ်အတွက်4.3ရာခိုင်နှုန်းစီးပွားရေးတိုးတက်မှုဆိုတာကာကွယ်ရေးအသုံးစရိတ်80ရာခိုင်နှုန်းအထိတိုးပြီးတော့နိုင်ငံတော်ဘတ်ဂျက်ရဲ့၃ပုံတစ်ပုံအထိသုံးစွဲခဲ့တဲ့စစ်ပွဲအကြောင်းရတဲ့တိုးတက်မှုသာဖြစ်ပြီးတော့ရေရှည်တည်တက်မှုမရှိပါဘူး။စောက်လို့ရလက်လီနဲ့ကုန်ထုတ်လုပ်မှုလိုအရက်ဖက်ကဏ္ဍတွေကမြန်မာရဲ့အထုံးနှုံးတွေနဲ့အ အစိုးရရဲ့စစ်ပွဲအပေါ်အာယုံဆိုင်မှုတွေကြောင့်ရုန်းကန်နေရပါတယ်။ ရုရှားဗဟိုဘဏ်ကငွေကြေးဖောင်းပွားမှုကိုထိန်းချုပ်ဖို့အတုံးလုံးတွေကို27ရာခိုင်နှုန်းအထိမြင့်တင်ခဲ့ပေမဲ့ဒါဟာစီးပွားရေးလုပ်ငန်းတွေကိုချင်းငွေမရဘဲထိခိုက်စေပြီးတော့အိမ်ချမ်းမြေကဏ္ဍလိုနေရာတွေကိုပါရိုက်ခတ်စေခဲ့ပါတယ်။ယူကရိန်းစစ်ပွဲကြောင့်လုံသား1.6တန်းလောက်လိုအပ်နေပြီးတော့ကျွမ်းကျင်လုံသားတွေထွက်ခွာမှုကလုံခလားစာတွေကိုမြင့်တက်စေကာငွေကြေးဖောင်းပွားမှုကိုပုံမဆိုးရွားစေပါတယ်။အနောက်နိုင်ငံတွေရဲ့ပိတ်ဆို့အရေးယူမှုတွေကြောင့်ရေနံဝင်ငွေ35ရာခိုင်နှုန်းကျဆင်းခဲ့ပြီးတော့ နေပညာပစ္စည်းတွေမရနိုင်တော့တာကြောင့်ကားထုတ်လို့ရေးလို့စက်မှုလုပ်ငန်းတွေထိခိုက်ခဲ့ပါတယ်။ရုရှားဗန်နာရေးဝန်ကြီးဌာနကစစ်ပွဲကုန်ကြမ်းစည်းတွေကိုကာမီဖို့ဒေါ်လာ128ဘီလီယံတန်ဖိုးရှိတဲ့ Federal ချင်းငွေစာချုပ်တွေထုတ်ပြန်ခဲ့တဲ့အတွက်ချွေးမီတွေလည်းအကြီးကျယ်တိုးလာခဲ့ပါတယ်။ရေနံကန်နာကရုရှားရဲ့စစ်ပွဲရဲ့အသက်သွေးကြောဖြစ်ခဲ့ပေမဲ့အခုတော့ Error ရေနံစိမ်းစိမ်းနှောင်းက တစီကို56ဒေါ်လာအထိကျဆင်းခဲ့ပြီးတော့ရေနံထုတ်လုပ်မှုကလည်း9နှစ်အတွင်းအနိုင်ဆုံးအဆင့်ကိုရောက်ရှိခဲ့ပါတယ်။ကားထုတ်လို့ရေး electronic စနစ်နဲ့စိုက်ပျိုးရေးလိုတခြားစက်မှုလုပ်ငန်းတွေလည်းတင်သွင်းတဲ့အစိပ်အပိုင်းတွေနဲ့ဆက်ပစ္စည်းတွေမရနိုင်တော့လို့ထုတ်လုပ်မှုတွေထိခိုက်နေပါတယ်။ဒီပြဿနာအားလုံးကိုပေါင်းစပ်လိုက်ရင်ရုရှားစီးပွားရေးဟာအကြီးအကျယ်ဒုက္ခရောက်နေပြီးတည်ငြိမ်မှုမရှိဘူးဆိုတာရှင်းရှင်းလင်းလင်းသိသာစေပါတယ်။ ရုရှားဒီလိုအခြေအနေကိုဘာလို့ရောက်လာလဲဆိုတာသိရဖို့ဆိုရင်တော့အစအနေပြန်ကြည့်ဖို့လိုပါတယ်။ဒီချက်တည်းကတညရဲပေါ်လာတာမဟုတ်ပါဘူး။ဆုံးဖြတ်ချက်တွေပရိဘက်ခရီနဲ့အားနည်းချက်တွေကနှစ်ပေါင်းများစွာ စုစည်းလာပြီးတော့အခုမှပေါက်ကွဲလာတာပါ။2022ခုနှစ်ယူကရိန်းကိုကျူးကျော်ဝင်ရောက်မှုကမီးဆွဲလောင်နဲ့မီးပွားလိုပါပဲ။ရုရှားကစစ်တပ်တွေကို နေဆက်ဖြတ်ကျော်စီလိုက်တဲ့အခါမှာကဘာကလည်းလေးပြတူကြီးနဲ့ထုတလို့ပြင်းထန်တဲ့ပိတ်ဆို့အေးအေးယူမှုတွေနဲ့ထုံပြန်ခဲ့ပါဗျ။ အမေရိကန်နဲ့ဥရောပသမဂ္ဂဦးဆောင်တဲ့အနောက်နိုင်ငံတွေကရုရှားရဲ့နိုင်ငံသားငွေအရန်300ဘီလီယံကို ထိန်းချုပ်ပိတ်ဆို့လိုက်ပါတယ်။ဒါကရူဘယ်ကိုတင်ငင်စေဖို့နဲ့သူ့ရဲ့ကျွေးမီတွေကိုပေးဆက်ဖို့အစိုးရအမိခိုနေတဲ့ငွေတွေပါပဲ။ကိုစုဆောင်ငွေတွေအားလုံးကို ဖွင့်လို့မရတဲ့ဘန်တိုက်ထဲမှာထည့်ထားခံရသလိုပါပဲ။ဒါဟာရုရှားကိုဖြစ်ခဲ့တာပါ။ ကျူးကျော်မှုကဘိတ်ဆို့အေးအေးယူမှုတွေကိုဖြစ်စေုံတည်းမကပဲကမ္ဘာစီးပွားရေးမှာရုရှားရဲ့အခန်းကဏ္ဍကိုလည်းပြောင်းလဲဖြစ်ခဲ့ပါတယ်။၂၀၂၀နှစ်မတိုင်ခင်ကရုရှားဟာဥရောပကိုဂျန်ငွေနဲ့ရေနံထောက်ပံ့တဲ့အဓိကစွမ်းအင်စည်းကွက်ကစားသမားကြီးဖြစ်ခဲ့ပါတယ်။ဂျာမနီနဲ့အီတလီလိုနိုင်ငံတွေကသူတို့အိမ်တွေတွေထွေးဖို့နဲ့စက်ရုံတွေလည်ပတ်ဖို့ရုရှားပိုင်လမ်းတွေကိုမိခိုခဲ့ကြပါတယ်။ 2021ခုနှစ်မှာဥရောပဟာသူ့ရဲ့တန်ငွေ45ရာခိုင်နှုန်းကိုရုရှားအပေါ်မိခိုခဲ့ပါတယ်။ဒါပေမဲ့ဈေးကြုံမှုအပြီးမှာတော့ဥရောပကအလင်းအမြန်ပြောင်းလဲသွားခဲ့ပါတယ်။ကာတာနဲ့အမေရိကန်လိုနေရာတွေကနေ LNG တဘာဝတန်ငွေရေအတွက်စိတ်ကန်အသစ်တွေစောက်ခဲ့ပါတယ်။လီအားနဲ့နေအောင်ကြီးစွန့်အင်တွေမှာယနေ့မြုံနယ်ခဲ့ပါတယ်။2025ခုနှစ်ရောက်တဲ့အခါ ဥရောပရဲ့စွမ်းအင်စည်းကွက်မှာရုရှားရဲ့ဝေစုက45ရာခိုင်နှုန်းကနေ73ရာခိုင်နှုန်းအထိကျဆင်းသွားခဲ့ပါတယ်။ဒါဟာဝင်ငွေရဲ့ထက်ဝက်နှီးပါးကိုစွမ်းအင်အပေါ်မိခိုနေတဲ့နိုင်ငံတနိုင်ငံအတွက် BND ရဲ့တစ်ခုပါပဲ။အခုတော့ရုရှားကသူ့ရေနံတွေကိုတရုတ်နဲ့အိန္ဒိယကိုဈေးချိုချိုနဲ့အယောင်ချဖို့စူးစမ်းနေရပြီးအဲဒီအယောင်ဝယ်တွေကလည်းရိမ့်ရိုင်းနေပါတယ်။ အနောက်တိုင်းစီးပွားရေးလုပ်ငန်းတွေအများအပြားရုရှားကနေထွက်ခွာသွားတာကလည်းတယောက်မှုကြီးမားခဲ့ပါတယ်။ McDonald's, Apple, Toyota တို့လိုနာမည်ကြီးကုမ္ပဏီတွေကရုရှားမှာလုပ်ငန်းတွေရပ်ဆိုင်ခဲ့ပါတယ်။ကုမ္ပဏီပေါင်းတထောင်ကျော်ထွက်ခွာသွားခဲ့ပြီးရုရှားအတွက်ဘီလီယံနဲ့ချီတဲ့ဝင်ငွေနဲ့ထောင်ပေါင်းများစွာသောအလုပ်အကိုင်တွေဆုံးရှုံးခဲ့ရပါတယ်။ကားလုပ်ငန်းကကောင်းတဲ့ဥပမာတစ်ခုပါ အနောက်တိုင်းအစိပ်ပိုင်းတွေမရှိတော့ဘဲကားထုတ်လုပ်မှုတွေပြိုလဲခဲ့ပြီးကားအသစ်တွေကရှားပါးတာဒါမှမဟုတ်ဈေးကြီးကုန်တာတွေဖြစ်ခဲ့ပါတယ်ဒီလိုထွက်ခွာမှုကပတ်စံအကြောင်းတင်မဟုတ်ပါဘူးဒါဟာရုရှားဟာစီးပွားရေးလုပ်ဖို့ဘေးကင်းတဲ့နေရာမဟုတ်တော့ဘူးဆိုတဲ့အချက်ပြမှုပါပဲယုံကြည်မှုပျောက်ဆုံးသွားတာဖြစ်ပြီးတော့ဒါကိုတညရဲပြန်တည်ဆောက်လို့မရပါဘူးရုရှားက တရုတ်နဲ့အိန္ဒိယလိုနိုင်ငံတွေနဲ့ကုန်သွယ်မှုကိုပိုလုပ်ပြီးတော့ဒီချိန်တွေကိုကြော်လွှားဖို့စူးစမ်းခဲ့ပေမဲ့အရင်လိုတော့မဟုတ်ပါဘူးဒီနိုင်ငံတွေကရုရှားရေနံကိုကြီးမားတဲ့အလျှော်စီးတွေနဲ့ဝယ်ယူပြီးတော့ ဥရောပကလိုရုရှားကုန်ပစ္စည်းတွေကိုဝယ်လို့အားမရှိတော့ပါဘူး။ရလကတော့အရင်ကလိုမဟုတ်တော့ဘဲကုန်သွယ်ရေးကွန်ရက်တစ်ခုဖြစ်ပါတယ်။ဒီအချက်တည်းကဘိန်းဆိုးအေးယူမှုတွေဒါမှမဟုတ်စစ်ပွဲကြောင့်ကြီးပဲမဟုတ်ပါဘူး။ရုရှားစီးပွားရေးမှာပုံနဲ့ဆိုင်တဲ့ပြဿနာတစ်ခုရှိပါတယ်။ဒါကရေနံနဲ့သဘာဝတန်ခွေအပေါ်မှီခိုမှုလွန်ကဲနေတာပါပဲ။သူရဲ့ GDP ရဲ့40%လောက်နဲ့တင်ပို့ကုန်တွေရဲ့60%လောက်က စွမ်းအင်အားနေရလာပါတယ်။ဒါဟာကိုယ့်ရဲ့အနာဂတ်တစ်ခုလုံးကိုစမှုလုပ်ငန်းတစ်ခုရဲ့အပေါ်လောင်းကြီးထားလိုက်သလိုပါပဲ။နှစ်ထောင်ပြည့်နှစ်တည်တုန်းကလိုရေနံစိမ်းနှုန်းတွေမြင့်တက်နေတဲ့အချိန်မှာရုရှားစီးပွားရေးကကောင်းနေခဲ့ပြီးတော့အိမ်အသစ်တွေစောင့်နိုင်ကားတွေဝယ်နိုင်အစိုးရအလားစာတွေထိုးပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့2025မှာလိုစိမ်းနှုန်းတွေကျဆင်းလာတဲ့အခါစနစ်တစ်ခုလုံးပြိုလဲလာပါတယ်။ကမ္ဘာရှင်နယ်ဝယ်လိုအားကတည်ငြိမ်နေအောင်မှဖြစ်လို့ လင်မြန်းတဲ့ဖြေရှင်းနည်းမရှိသေးပါဘူးဒီလိုစွန့်ရင်အပေါ်မိခုံမှုကအသက်ဆန်းမဟုတ်ပါဘူးဆယ်စုနှစ်များစွာရုရှားဟာသူ့ရဲ့ခြေပြင်းတဲ့ရေနံနဲ့သဘောတမွေလုပ်ငန်းတွေပေါ်မိခိုပြီးတော့ဂျောင်းနီယာနဲ့ရှင်းကုန်ဒမော်ရီအထိအရာအားလုံးအတွက်ငွေကြေးထောက်ပံ့ခဲ့ပါတယ်ဒါပေမဲ့အရိပစံလေးကိုစမှုလုပ်ငန်းအသစ်တွေတည်ဆောက်ဖို့ဒါမှမဟုတ်ဤပညာမှာယင်းနှိမ့်နှံဖို့အစားအစိုးရကစွန့်ရင်အပေါ်ပဲပို့ပြီးတော့အားစိုက်ခဲ့ပါတယ်။ဂုံထုံးလုံးမှုဒါမှမဟုတ်ဤပညာလိုတခြားကဏ္ဍတွေကတော့ရိုင်းနေနဲ့ ပဲလဲပတ်နေခဲ့ပါတယ်။အခုစွမ်းရင်ဝင်ငွေတွေကျဆင်းလာတဲ့အခါပြန်ပြီးတော့မိခိုစရာဘာမှမရှိတော့ပါဘူး။ဒါဟာဒီနေ့တခုတည်းပဲစိုက်ပျိုးတဲ့တောင်သူတယောက်လိုပါပဲ။ရိတ်သိမ်းမှုမအောင်မြင်ရင်အရင်အစီအစဉ်မရှိပါဘူး။နောက်ထပ်အဓိကပြဿနာကတော့ရုရှားစီးပွားရေးရဲ့ဖွဲ့စည်းပုံပါပဲ။ဒါဟာနိုင်ငံတော်ကအကြီးအကျယ်ထိန်းချုပ်ထားပြီးဗန်နီယာနဲ့ရှင်နန်ကုမ္ပဏီတွေအထိအစိုးရကပဲအရာအလုံးကိုဆုံးဖြတ်ပါတယ်။ဒီစနစ်ကပေါကလီကလုပ်ငန်းတွေ ဖွံ့ဖြိုးဖို့ခက်ခဲစေပါတယ်။စုံဦးတီထွင်သူတွေကမပြီးဆုံးနိုင်တဲ့အုပ်ချုပ်ရေးဆိုင်ရာအသာစီတွေအကျဉ်းပြတ်ချစားမှုတွေနဲ့အစိုးရရဲ့ဝင်ရောက်ဆွဖက်မှုချိန်ချမှုတွေကိုအမြဲတမ်းရင်ဆိုင်နေရပါတယ်။ဒီစနစ်ကစံသစ်တီထွင်မှုတွေကိုပြန်စည်းစေပါတယ်။တောင်ကိုရီးယားလိုနိုင်ငံတွေနဲ့နှိုင်းယှဉ်ကြည့်ပါ။ Samsung လိုနည်းပညာကုမ္ပဏီကြီးတွေကစံသစ်တီထွင်မှုနဲ့ထိုးထက်မှုကိုထွန်းအားပေးနေတာပါ။ရုရှားမှာအဲ့လိုမရှိပါဘူး။ဘာလို့လဲဆိုတော့ဒီစနစ်ကပုံမှန်အတိုင်းမဟုတ်ဘဲတွေးခေါ်ဖို့စူးစမ်းရတဲ့ဒရိုင်းကို ိုဖိနှိပ်ထားလို့ပါနော်ဝေလိုနိုင်ငံတွေကလည်းရေနံအပေါ်မိခိုပေမဲ့သင်္ဘောလုပ်ငန်းဒါမှမဟုတ်ပြန်လည်ပြည်ဖြိုးမြဲစွမ်းအင်လိုလုပ်ငန်းတွေနဲ့စီးပွားရေးကိုကဏ္ဍဆောင်ဖွံ့ဖြိုးအောင်လုပ်ခဲ့ပါတယ်ပရက်ရှာကတော့ဘယ်တော့မှမလုပ်ခဲ့ပါဘူးနိုင်ငံတော်ထိန်းချုပ်မှုနဲ့အကျင့်ပြတ်ခြားစားမှုအကြောင်းပြောရရင်ရုရှားကအလွန်အမင်းအကျင့်ပြတ်ခြားစားနေပါတယ်အကျင့်ပြတ်ခြားစားမှုကရုရှားစီးပွားရေးရန်တရားရဲ့ယူဆမှုတစ်ခုလိုပါပဲ ကျောင်းတွေစေယုံတွေဒါမှမဟုတ်လမ်းတွေကိုပြင်ဖို့သုံးလိုက်တဲ့ပတ်စံတွေကိုစိန်ထွက်ကုန်စီပါတယ်။ဒါကလူနည်းနည်းလေးကြောင့်မဟုတ်ပါဘူး။လက်ပေးလက်ယူမှုနဲ့လက်စားမှုတွေကလုပ်ငန်းလှုပ်ဆောင်ရမှာတစိတ်တပိုင်းဖြစ်နေတဲ့စနစ်တစ်ခုပါပဲ။ဥပမာဆိုင်ငယ်လေးဖွင့်ဖို့ဒါမှမဟုတ်စောက်လို့ရေးခွင့်ပြုမိတ်ရဖို့ဆိုရင်ပိုင်ရှင်တွေကအရာရှိတွေကိုလက်ထိုးရပါတယ်။ဒီလက်ငွေတွေကလုပ်ငန်းအမြတ်ရဲ့တစိတ်ရခိုင်နှုန်းဒါမှမဟုတ်ဒီထက်ပိုပြီးတော့ကုန်ကြနိုင်ပါတယ်။ အကြီးစားကုမ္ပဏီတွေအထူးသဖြင့်ရေနံနဲ့တန်ခွေလုပ်ငန်းတွေကပို့ပြီးတော့တောင်းထိခိုက်ပါတယ်။နိုင်ငံတော် အရာရှိတွေကအကြီးစားစာချုပ်တွေကနေခွဲယူမှုတွေကိုမကြာခဏတောင်းဆိုတတ်ပြီးတော့အရိကုံကြားစီးတွေကဇိမ်းလုံးမြင့်တက်ခြင်းအပြင်စားသုံးသူတွေစီကို ရောက်လာပါတယ်။ပြီးခဲ့တဲ့နှစ်က Transparency International ကရုရှားကိုအကြီးပြတ်ခြားစားမှုအများဆုံးနိုင်ငံတွေထဲကတစ်ခုအဖြစ်တရာမှတ်မှာ26မှတ်နဲ့သတ်မှတ်ခဲ့ပါတယ်။ဒါသူရဲ့အိန္ဒိယနိုင်ငံတွေအများစုထက် အများကြီးပိုဆိုးပါတယ်။ဒီအကျဉ်းပြတ်ခြားစားမှုကအရေးအယံသဘောတူညီမှုတွေဒါမှမဟုတ်ရုပ်တရက်အစိုးရထိန်းချုပ်မှုတွေနဲ့မပတ်သက်ချင်တဲ့နိုင်ငံသားယင်းနည်းမြုံနယ်သူတွေကိုကြောင်းရွံ့စေပါတယ်။2018ခုနှစ်တုန်းက IKEA ကအကျဉ်းပြတ်ခြားစားတဲ့အရာရှိတွေနဲ့နှစ်ပေါင်းများစွာတိုက်ပွဲဝင်ခဲ့ပြီးရနောက်ရုရှားကနေချွတ်ခွာခဲ့ပါတယ်။ရုရှားစီးပွားရေးလုပ်ငန်းတွေတောင်ရုံးကန်နေရပြီးတော့လုပ်ငန်းငယ်လေးတွေကသူတို့အချိန်ရ20ရာခိုင်နှုန်းအထိစစ်ဆေးမှုတွေနဲ့အုပ်ချုပ်ရေးဆိုင်ရာအားစီးတွေနဲ့အချိန်ကုန်နေရပါတယ် လိုငွေစည်းတွေကအနေငယ်သောအထက်တန်းလွှာတွေရဲ့လက်ထဲကိုရှောက်သွားပြီးတော့သူတို့ကနိုင်ငံသားမှာအိမ်ကြီးတွေဝယ်တာဒါမှမဟုတ်ပတ်စံတွေကို offshore account တွေမှာဖွက်ထားတာတွေလုပ်ကြပါတယ်။2024မှာပေါကြားခဲ့တဲ့အစီရင်ခံစာတွေအရဒေါ်လာ15ဘီလီယံဘူးတန်တရားဖြစ်ပွဲရန်ပုံငွေတွေရုရှားကနေစီးစင်းထွက်သွားတာကိုပြသခဲ့ပါတယ်။ဒါကလူသားပေါင်းများစွာအတွက်ဈေးမကြီးဆောင်ရှောက်မှုကိုထောက်ပံ့နိုင်တဲ့ငွေပမာဏပါ။ဒီလိုလိုပါကြည့်မှုက ချမ်းသာတဲ့သူနဲ့ဆင်းရဲတဲ့သူကြားကွာဟမှုကိုပုံမကျေပြန့်စီပြီးတော့ပုံမှန်ရုရှားလူမျိုးတွေကတော့ဂျုံရင်းနေတဲ့အခြေခံစောင့်အုံနေနဲ့မြင့်တက်လာတဲ့ဇင်းတို့တွေကိုရင်ဆိုင်နေရပါတယ်။အကျဉ်းပြတ်ခြားစားမှုကအစင်တိုင်းမှာစားသုံးနေတာကြောင့်ရုရှားရုံးကန်နေရတာအံ့ဩစရာမဟုတ်ပါဘူး။ဒီပညာကဏ္ဍကလည်းရုရှားရဲ့ဖွဲ့စည်းပုံအင်မတန်ဆိုးတဲ့စီးပွားရေးရဲ့နောက်ထပ်ပြီးပြည့်စုံတဲ့ဥမာတစ်ခုပါပဲ။ရုရှားမှာတစ်ချိန်ကရန်ဒန်စ်နဲ့ မန်အာရိုလိုကုမ္ပဏီတွေကမ္ဘာအဆင့်မီရှင်ပြိုင်ခဲ့တဲ့ဈေးထွာလာနေတဲ့နေပညာလုပ်ငန်းတွေရှိခဲ့ပါတယ်။ဒါပေမဲ့2022ခုနှစ်ကလေးကဒီလုပ်ငန်းဟာပြိုလဲသွားခဲ့ပါပြီ။ ဘိတ်ဆိုအရေးယူမှုတွေကအနောက်တိုင်း software cloud ဝန်ဆောင်မှုတွေနဲ့ microchips လို hardware တွေကိုဝင်ခွင့်ပေးလိုက်ပါတယ်။ဒါကနေပညာထုတ်ကုန်တွေတည်ဆောက်ဖို့ဒါမှမဟုတ်ထိမ့်သိမ်းဖို့ခက်ခဲစေခဲ့ပါတယ်။ဒီချိန်ထဲမှာပဲထောင်ပေါင်းများစွာသောကျွမ်းကျင် programmer တွေနဲ့ engineer တွေနိုင်ငံကနေထွက်ခွာသွားခဲ့ပါတယ်။2022ခုနှစ်မတိုင်ခင်ကလေးကရုရှားကရေချင်းတွေကိုဆုံးရှုံးနေခဲ့တာပါ။2022ခုနှစ်တနှစ်ထဲမှာတင် ID လို့သာတသိန်းကျော် အက်စတိုနီဒါမှမဟုတ်အမနီယာလိုနီယာတွေစီကိုထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။မီးပညာလုံသားအင်အားစု20ရာခိုင်နှုန်းကျဆင်းသွားပြီးတော့ကုမ္ပဏီတွေကလိုအပ်ချက်တွေကိုဖြည့်ဆည်းဖို့ရုန်းကန်နေရပါတယ်။ရုရှားရဲ့အញ្ញံရီပြည်မီသူတွေနိုင်ငံကနေအတုံးယုံထွက်ခွာကြတဲ့ brain train ဟာသူ့ရဲ့အနာဂတ်ကိုခန်းချောက်စေပြီးတော့ရုရှားရဲ့အကြီးမားဆုံးခေါင်းကိုက်ဆရာတွေရဲ့တစ်ခုအဖြစ်လက်မြန်စွာဖြစ်လာနေပါပြီ မိပညာမရှိရင်ရုရှားကခင်မီတိုးတက်နိုင်မှာမဟုတ်တလို့ဒါကဒီကနေ့ခေတ်စီးပွားရေးမှာထိတန်ကြခံရတယ်လို့ပါပဲနိုင်ငံတော်ရဲ့ထိန်းချုပ်မှု ကဏ္ဍဆောင်ဖွံ့ဖြိုးမှုအားနည်းခြင်းနဲ့အရေးချင်းရှိသူတွေထွက်ခွာခြင်းလိုဖွဲ့စည်းပုံဆိုင်ရာပြဿနာတွေကနှစ်ပေါင်းများစွာကြာရှိနေခဲ့တာပါဒါပေမဲ့စစ်ပွဲနဲ့ပိတ်ဆို့အရေးယူမှုတွေကဒီပြဿနာတွေကိုအပြေအဝအချက်တည်းစီဥတည်သွားစေခဲ့ပါတယ်အစိုးရရဲ့ထုံးပြန်မှုကတော့စစ်အသုံးစရိတ်ကိုနှစ်ဆထုံးပြန်ပြီးတော့လာကျင်မှုကိုကြော်ဖြတ်ဖို့မျှော်လင့်နေတာပါပဲဒါပေမဲ့ဒါဟာကျူးနေတဲ့ခြေထောက်ကိုပလတ်စတာနဲ့ ကုသနေတယ်လို့ပါပဲခဏကြာတော့ထိန်းထားနိုင်ပေမဲ့အောက်ခံပြည်စည်းမှုကပိုဆိုးလာပါတယ်ရုရှားစီးပွားရေးဟာနှစ်ပေါင်းများစွာမှားယွင်းတဲ့ဆုံးဖြတ်ချက်တွေအတွက်ပေးဆက်နေရပြီးတော့ဒါဒီကုံကြားစီးကဒိုးလာနေရလို့လည်းပြောရမှာဖြစ်ပါတယ်ဒီပြဿနာတွေအားလုံးစုပြုံလာတာနဲ့အမျှ ရုရှားလူအဖွဲ့အစည်းအပေါ်ရိုက်ခတ်မှုတွေဖြစ်ပေါ်နေပါတယ်။စီးပွားရေးချက်တဲမှုကရုရှားလူမျိုးတန်ပေါင်းများစွာရဲ့ဘဝတွေကိုပုံမခက်ခဲစေပါတယ်။လူ၂၀တန်း9ယောက်မှ10ယောက်လောက်ကစင်ရဲမွေးထိမှုမြင်းအောက်မှာနေထိုင်နေကြရပြီးတော့ဈေးနှုန်းတွေမြင့်တက်လာတာနဲ့အမျှဒီကိန်းကနန်းကတဖြည်းဖြည်းမြင့်တက်လာနေပါတယ်။စားသောက်ကုန်ဈေးနှုန်းတွေပြန်မြ15ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီးတော့ ထောဖက်နဲ့အာလူးလိုအခြေခံစားသောက်ကုန်တွေကပိုပြီးတော့တောင်မှမြင့်တက်စေခဲ့ပါတယ်။ဒလာရူဘယ်9000ရတဲ့မိသားစုတစုအတွက်ဒါကသူတို့ရဲ့ဘတ်ဂျက်ရဲ့အများစုကိုစားသုံးသွားပါလိမ့်မယ်။အများစုကဘိုင်းပြေယုံအတွက်ဟင်းဒီရင်ရွယ်အစ်တတီအစားဈေးသက်သာပြီးတော့အရွေသေးနှိမ့်နဲ့ပြုပြင်ပြီးသားအစားအစာတွေစီပြောင်းသွားကြပါတယ်။မော်စကိုလို မြို့ကြီးတွေမှာတောင်အလေအလက်လူရန်စားတွေက ဖိစီးမှုကိုခံစားနေရပါတယ်။အရင်ကအားလည်းရဲ့ဒါမှမဟုတ်ကားအစ်စ်အကြောင်းအိမ်မက်မက်ခဲ့တူရီဟာအခုဆိုရင်တော့အင်္ဂါကားနဲ့ရထတရီဘေးဒီအပေါ်မှာအာယုံဆိုင်နေကြရတာဖြစ်ပါတယ်။လျက်စင်းတဲ့ဒံငွေဘေလ်ရီပြီးခဲ့တဲ့နှစ်ကလေးကစနေရခိုင်နှုန်းတက်လာပြီးတော့ဆောင်းရည်ရောက်လာရင်ဒီကုံကြစည်တီကပို့ပြီးတော့ဒံဖြစ်လာပါလိမ့်မယ်။အစိုးရကအရင်ကထောက်ပံ့ကြေးတွေပေးခဲ့ပေမဲ့အခုတော့ငွေချွေတာဖို့ရှော့ချနေပြီလေဖြစ်ပါတယ်။ဂျမအီကန်နာကလည်းထိခိုက်နေပါတယ်။ 2024ခုနှစ်မှာဘတ်ဂျက်ဖြတ်တောက်မှုတွေကြောင့်ဈေးရုံတွေမှာရန်ပုံငွေမလုံလောက်ပဲစစ်မှန်တဲ့အသုံးစရှိ800ခန်းလုံးကျဆင်းခဲ့ပြီးတော့2025ကလည်းအလားတူပဲတင်းကျပ်နေခဲ့ပါတယ်။ဈေးလက်ဒေသတွေမှာစီးကန်းတွေပိတ်ကုန်ပြီးတော့လူတွေကစစ်ဆေးဖို့အတွက်နိုင်ပေါင်းများစွာခီးသွန်းလာနေကြပါတယ်။မြို့တွေမှာဈေးရုံတွေကနေလူနာတွေနဲ့ပြည့်ကျပ်နေပြီးတော့စေးစစ်ဖို့ရတတပတ်တွေခွဲစိတ်ဖို့လာပေါင်းများစွာတွေစောင့်ဆိုင်းနေကြပါတယ်။ဈေးဝပြောင်းလဲမှုကလည်းအဖြစ်များနေပြီးတော့ ဈေးကြိုဒါမှမဟုတ်နှလုံးရောဂါအတွက်ဈေးဝါတွေကကုန်နေတာဒါမှမဟုတ်20ရာခိုင်နှုန်းဈေးပိုကြီးနေပါတယ်။တချို့ရုရှားတွေကအွန်လိုင်းကနေဈေးဝါဝယ်တာဒါမှမဟုတ်ဈေးဘဝင်အပင်တွေကိုသုံးတာလိုမျိုးအန်ဒီယရှိတဲ့နီလန်းတွေကိုအသုံးပြုနေကြပါတယ်။ဂျမားရေးစနစ်ရဲ့အားနည်းချက်တွေကပုံမဆိုးရွားလာနေပြီးတော့လူတွေကဒုက္ခရောက်နေကြရတာဖြစ်ပါတယ်။ပညာရေးကဏ္ဍကလည်းထိခိုက်နေပါတယ်။ကျောင်းနေရဆရာဆရာမတွေခံဖို့ရုန်းကန်နေရပါတယ်။ဘာလို့လဲဆိုတော့ လာစာနဲ့ပါလို့ပါအစိုးရကြောင်းဝန်ထမ်းတွေအတွက်တစ်လကိုဒေါ်လာ900လောက်ပဲရှိပါတယ်။အရေးချင်းပြည့်မိတဲ့ဆရာဆရာမအများပြားကနိုင်ငံသားဒါမှမဟုတ်ရုရှားရဲ့ဗုဒ္ဓကကဏ္ဍကနေလာစာပိုကောင်းတဲ့အလုပ်တွေအတွက်ကိုထွက်ခွာသွားကြပါတယ်။2024ခုနှစ်မှာဆရာဆရာမရှာပါမှုကစတိရခိုင်နှုန်းအထိရောက်ရှိခဲ့ပြီးတော့ကျောင်းသားဥယျာဉ်တွေအတွက်အတန်းကြီးတွေဖြစ်လာတာတဦးချင်းကယူဆိုင်မှုနဲ့ပါသွားပါတယ်။အဝေးပြေးဒေသတွေမှာတချို့ကျောင်းတွေပိတ်ကုန်ပြီးတော့ ကျောင်းသားတွေကသင်ကန်းစာတွေအတွက်အင်တာနက်အားနည်းချက်ကိုမိခိုနေရပါတယ်။မြို့တွေမှာတောင်ကျောင်းသုံးဖက်စာအုပ်တွေဒါမှမဟုတ်ကွန်ပျူတာလိုပစ္စည်းတွေကရှာရခက်ခဲနေပါတယ်။ဒါကဒီကနေ့ခေတ်ကျောင်းသားတွေအတွက်တည်းမဟုတ်ပါဘူး။ဒါဟာရှာရအနာဂတ်အတွက်ပါ။ပညာရေးစနစ်အားနည်းချင်းကအနာဂတ်မှာကျွမ်းကျင်လုပ်သားနယ်ပါလာတာကိုဆိုလိုပြီးတော့ရုရှားကဒီစီဝိုင်းအကြက်တဲကနေရုံထွက်ဖို့ပို့ပြီးတော့ခက်ခဲစေပါလိမ့်မယ်။အစိုးရရဲ့စစ်ပွဲတွေအပေါ်အာရုံစိုက်မှုက ကူညီနိုင်ခြင်းမရှိပါဘူး။2025ခုနှစ်မှာ Federal Budget ရဲ့47ရာခိုင်နှုန်းကိုကာကွယ်ရေးနဲ့လုံခြုံရေးအတွက်သုံးစွဲနေပါတယ်။ဒီလိုပြဿနာတွေကြောင့် Russia စီးပွားရေးကစီးပွားရေးကျဆင်းမှုဒါမှမဟုတ်စီးပွားရေးတုံ့ဆိုင်မှုလိုအခြေအနေတွေနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။ စီးပွားရေးကြဆင်းရင်နိုင်ငံတကာအဆင့်တန်းထိခိုက်ပြီးတော့တရုတ်အပေါ်မိခုံမှုပုံမများပြားလာနိုင်ပါတယ်။ပြည်ပြင်ပြောင်းလဲရေးမျှော်လင့်ချက်ကအစိုးရကထိန်းချုပ်မှုကိုလျှော့ချပြီးတော့စစ်မှုလုပ်ငန်းအသစ်တွေမှာယင်းမြုံနိုင်ရင်အခြေအနေထိုးထွက်လာနိုင်ပေမဲ့လက်ရှိအာဏာပိုင်တွေရဲ့စစ်ပွဲကြောင့်ဒီလိုဖြစ်လာဖို့ခက်ခဲပါတယ်။ဒီကုန်းချုပ်နေနဲ့ပြောရရင်ရုရှားစီးပွားရေးကဇိုးရတဲ့အခြေအနေမှာရောက်နေပြီးတော့2024ခုနှစ်ရဲ့ထိုးထွင်းမှုဆိုတာစစ်အုံစည်းအကြောင်းရတဲ့ယာယီအခြေအနေသာဖြစ်ပါတယ်။ ဒါဟာနိုင်ငံတနိုင်ငံကအရာတစ်ခုတည်းကိုပဲအလွန်ကြုံမိကိုတာမတက်နိုင်တဲ့စစ်ပွဲတွေကိုဆင်နွှဲတာကြောင့်ဘလောက်မြ мян ဖြိုးလဲနိုင်လဲဆိုတာကိုပြသနေတဲ့သင်ခန်းစာတစ်ခုပါပဲရုရှားပြည်သူတွေကဒီအကျိုးဆက်တွေကိုပေးဆက်နေရပြီးတော့ကမ္ဘာကြီးကလည်းဒီအကျိုးဆက်တွေကိုခံစားနေရပါတယ်ရုရှားအနေနဲ့နောက်ထပ်ပြိုလဲမလားဒါမှမဟုတ်ရုန်းကန်ပြီးတော့ပြန်ထက်လာမလားဆိုတာကတော့ရုရှားရဲ့အနာဂတ်ကိုပုံဖော်ပါလိမ့်မယ်ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်